ငလင်ဘေးအတွက်ရရှိထားတဲ့နိုင်ငံတကာအကူအညီတွေကိုဖြန့်ဝေပေးလိုက်ပြီလို့စစ်ကောင်စီက April 23ရက်မှာထုတ်ပြန်ပါတယ်။မိုးကတဲနဲ့မိုးကစားအနေငယ်ကလွယ်ပြီးကြံပစ္စည်းအလုံးကိုငလင်တန်တင့်နဲ့နေပြီးတော့မန္တလေး၊စကိုင်းနဲ့ရှမ်းပြည်နယ်တွေစီဖြန့်ဝေခဲ့တာလို့ဆိုပါတယ်။စစ်ကောင်စီကနိုင်ငံတကာကနေငလင်ဘေးအတွက် April 20ရက်ထိကုညီထောက်ပံ့ရေးပစ္စည်းတန်ကျင်3900ကျော်ရရှိခဲ့တာပါ။ဒါပေမဲ့စစ်ကောင်စီကတဆင့်ဖြန့်ဝေတဲ့နိုင်ငံတကာကူညီတွေကိုငလင်လှုပ်ပြီးတလနီးပါးကြတဲ့အထိ ဘာတစ်ခုမှမရရှိသေးတဲ့ငလင်ဘေးသင့်ပြည်သူတွေလည်းအများပြားရှိနေပါတယ်။ကိုတိုင်းငလင်ဘေးသင့်ခဲ့တယ်လို့ငလင်ဘေးသင့်ပြည်သူတွေကိုကူညီနေတဲ့မန္တလေးတိုင်းပျော်ဝယ်မြို့ကပရိုက်တာလူငယ်တယောက်ကတော့သူတို့စီတိုက်ရိုက်လာတဲ့ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ထောက်ပံ့မှုကလွဲလို့ဘယ်နိုင်ငံကအကူအညီမှမရသေးဘူးလို့ RFA ကိုပြောပါတယ်။ UNDP တို့ရော UN တခုရောက်တယ်ဗျာအဲ့ဒါတော့သူကတော့အင်းတို့တော့ပစ္စည်းပိုင်းတော့မုန်းကဘောဘန့်ဟိုဟာဆူလာမီ အောင်ငါတက်တာပဲနီလေးဝေစာပင်လေးကိုစေဝါအဆုံးမဆရာဒီရန်ရတယ်လို့အမအယူရီဒီခုမရှိကျွန်တော်ဘာမှမရှိဘူးမရဘူးသူဘလို့ဒီကနေ့ပြပြတော့မင်းစင်းနဲ့တော့ကောက်ထားတယ်အမအတော့ပေးတမ်ကြသည်တေဆုံးထိကైစရင်ကောက်ယူတာကလွယ်လို့စစ်ကောင်စီစီကအခုချိန်အထိဘာကူညီမှမရသေးဘူးလို့လည်းသူကဆိုပါတယ်ပြောပွဲမျိုးနယ်မှာအဆောက်အုံထောင်နဲ့ရှိပျက်စီးခဲ့တယ်လို့လူ300ထက်မနည်းတေဆုံးခဲ့တယ်လို့ကုညီကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်အလားတူရမဲသိန်းမျိုးနယ်ရွာရန်တိုက်နယ်ဒေသက ငလင်ဘေးတဲ့ပြည်သူတွေဟာစစ်ကောင်စီစီကတဆင့်ဖြန့်ဝေတဲ့နိုင်ငံတကာအကူအညီတွေလုံးဝမရသေးဘူးလို့ RFA ကပြောပါရယ်။ငလင်တန်အကြီးကျယ်ခံခဲ့ရတဲ့သခိုင်းမျိုးမှာလည်းမိသားစုဝင်ဆုံးညုံးတာအိုးအိမ်ပြိုပြတ်တာတွေရှိခဲ့ပေမဲ့ယာယီတက်ခွေစကန်တွေကိုမနေဘဲကိုယ့်အစီအစဉ်နဲ့ကိုယ်နေထိုင်ကြသူတွေဟာအကူအညီမရဘဲဖြစ်နေတယ်လို့ဒေသခံတွေကပြောပါရယ်။ငလင်ကြောင့်အမှန်တကယ်ထိခိုက်ခံစားရသူတွေစီအကူအညီတွေရောက်ဖို့အတွက်စနစ်တကျစည်ရင်ကောက်ယူမှုလုပ်ဖို့လိုအပ်တယ်လို့သခိုင်းမျိုးမှာ ကိုကြီးကဲစဲလုံးနေသူတယောက်ကထောက်ပြပါဗျာ။ ဟိုလာပြီးတော့စာရင်းပေးလဲဟေးစာရင်းပေးတဲ့သူကိုပေးမယ်ဆိုတာမျိုးမဟုတ်ပါဘဲねဟိုပေးခြင်းပေးမဲ့သူကကိုယ်ပိုင် data ကိုအခိုင်အမာရအောင်ကောက်ဖို့တော့လိုအပ်တယ်ဗျာဟိုမိသားစုမှာတစ်ယောက်ပဲကြံခဲ့တယ်နှစ်ယောက်ပဲကြံခဲ့တယ်ဆိုတာမျိုးတွေရှိတယ်အဲ့တစ်ယောက်တည်းကြံတဲ့သူနှစ်ယောက်တည်းသူကသူ့မိသားစုကိုကြံခဲ့တဲ့သူကိုစောင့်ရှောက်ရတာတစ်မျိုးသူတို့ရဲ့ဒီအိမ်ငန်းတွေစွန့်ခွာလို့မရတဲ့အခြေအနေကြီးကြောင်းကြောင်းကြောင်းတကြောင်စာရင်းမပေးလိုက်နိုင်တဲ့အခြေအနေတွေရှိတယ်ဒီပြင်စစ်ကောင်စီရုံးဆိုင်တဲ့နေပြည်တော်နဲ့ရှမ်းပြည်နယ်အင်းလေးဒေသတွေကငလင်းဘေးတင်ခဲ့တဲ့ပြည်သူတချို့လည်းနိုင်ငံတကာအကူအညီတွေမရသေးဘူးလို့ပြောကြပါတယ် စစ်ကောင်စီရဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးဒေါ်လေးချွေစင်ဦးကတော့အကူအညီမရတဲ့သူတွေအနေနဲ့တက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးအဖွဲ့နဲ့ချိတ်ဆက်ဖို့လိုအပ်တယ်လို့ RFP ကပြောပါတယ်။ဘယ်သူကဘလောက်ပြည့်စည်လဲပြည့်စည်ပမာဏအကြီးတက်ကိုအချိုးချပြီးတော့အစိုးရအဖွဲ့တွေကိုပြေးတာအစိုးရအဖွဲ့တွေကနေပြီးတော့အဲ့ဒါကိုသူကဆက်ပြီးတော့ဖြန့်ခွဲတာမျိုးမရကြတယ်လို့တော့တခုတည်းတက်ဆိုင်ရာခြေအုပ်တွေနဲ့ချိတ်ဆက်ရအောင်လို့ က်ဆက်ရန်ထောက်ခွေးကိုချိတ်ဆက်ပြီးတော့မှဒီညကဟိုးဆိုရှင်တော့အလန်းဝေးလို့အချို့ဒေတာတွေမရဘူးဆိုတာအဲ့ဒါတွေပေါ့နော်ဟိုသူကကိုယ့်စီစဉ်နေပုံနေနေကြတာလို့ရှိရတယ်အဲ့အောက်ပတ်မရတဲ့လူကတက်ဆက်ရန်ထွေးဖို့နဲ့ချိတ်ဆက်မှာမဟုတ်ရှင်နော်စစ်ကောင်စီဟာနိုင်ငံတကာကလက်ခံရရှိထားတဲ့ပစ္စည်းတွေကို match လ30ရက်ကနေ April 20ရက်အထိဖြန့်ဝေခဲ့တယ်လို့ April 23ရက်နေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေကနေတဆင့်ဖော်ပြခဲ့ပါတယ်။ငလင်လောက်ကချိန်ကနေ April 20ရက်အထိ နိုင်ငံပေါင်း25နိုင်ငံကထောက်ပံ့ရေးပစ္စည်း2514တန်နဲ့ကယ်ဆယ်ရေးပစ္စည်း1169တန်စုစုပေါင်းတန်ချိန်3900ကျော်ရရှိထားပြီလို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုထားပါတယ်ခင်ဗျာ။